င်္ဂလာပါခင်ဗျ anyone can go လူတိုင်းချက်နိုင်တဲ့အစီအစဉ်မှာကြိုဆိုပါရစေဒီအစီအစဉ်မှာလွယ်ကူတက်တာပြီးစားကောင်းမဲ့ဟင်းလျာတွေကိုကျွန်တော်ကချက်ပြမှာပါဒီတစ်ပတ်ကျွန်တော်ချက်ပြမဲ့ဟင်းလျာကတော့ငားရင်စီပြန်ချက်နဲ့ coffee ban ချက်ဥကြော်ဖြစ်ပါတယ်အခုကျွန်တော်ပရမအောင်ချက်ပြမဲ့ဟင်းလျာကတော့ငားရင်စီပြန်ချက်ပါရွေးတော့တုံးပြီးသားငား20သားကိုကျွန်တော်ဝယ်ထားပါတယ် ဒီငါဘယ်ငါမဆိုရပါတယ်ငချင်းလဲရတယ်ငနစ်ချင်းလဲရတယ်ကျွန်တော်ကတော့အသားလေးများများစားလို့ရအောင်ကတ်တပေါင်းကိုဝယ်ထားတယ်ရမောင်းဦးဆုံးကျွန်တော်တို့ကျွတ်တီတလုံးခလီမယ်ကျွတ်တီကကြီးလို့ရှိရင်တော့တလုံးခွဲလောက်ဆိုအဆင်ပြေပါတယ်သေးလို့ရှိရင်တော့သုံးလုံးလောက်ဆိုရပါတယ် ချိန်ဖို့အတွက်ကျွန်တော်ချိန်ဆက်တယ်ထဲမှာကျတော့ဖြူရတော့ကျွန်တော်နှစ်မွာလောက်ဆိုရပါပြီချင်းလီးပြီးသားအနေတော့ ောက်ဝိုင်းလောက်ဆိုလို့ရှိရင်အဆင်ပြေပါတယ်အားလုံးပြီးပြီဆိုလို့ရှိရင်เนาะဒါကြီးအားလုံးပေါင်းပြီးတော့ကြိတ်ပါမယ် က်သွန်ကြီးရဲ့ကျက်သွန်ဖြူရဲ့ဂျင်းရဲ့ထောင်းပြီးသွားပြီဒါမှမဟုတ်ကျိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စီရင်စားထည့်ပါမယ်စီထဲလို့ပူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စနေမုတ်ရင်နည်းနည်းလေးအယောင်လေးပါအောင်ပေါ့ ဒီလဲပူလာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ခေါနာထောင်းထားတဲ့ဟာတွေကိုအရင်စီတက်ပါမယ်သူ့စီတက်နေတော့မှာပဲကျွန်တော်တို့နောက်ထပ်ရောင်တင်မုံစိမ့်မုံလေးကိုနှက်ဆုံးလောက်ထည့်ပါမယ်နှက်ဆုံးခွဲလောက်ဆိုရပါ နည်းနည်းလေးအနံ့ထွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စောနာတုံးနာတဲ့ငါးကိုထည့်ပြီးတော့စီတက်ပါမယ်ဒီချိန်မှာပဲကျွန်တော်နောက်ထပ်စားလေးနည်းငယ်ရှင်းခတ်မှုလေးနည်းငယ် em dài lễ nè nghèo lễ hè bảo này bi ấy như nào hả quỳ bên mẹ chú bảo xin nè nghe thêm này. ရေထည့်ပြီးအချိန်မှာတော့အရင်ဦးဆုံးအချိန်ရအောင်ကျွန်တော်တို့ခန်းချိန်စီ၅လုံးလောက်ယူမယ်။အလုံးလောက်ကိုတလုံးကို6စိတ်လောက်စိတ်မယ်။ဘက်ကိုလည်းတိုးပြီးတော့ပြေပြေပြေ ီးပြီးသွားရခန်းကျင်သေးရေအကောင်လုံးကိုကျွန်တော်တို့အိုးရဲကိုထည့်မယ်ခန်းကျင်ကြီးထည့်ပြီးမှကျွန်တော်တို့မမွေသေးပါဘူးရုပ်သီးစိမ့်ရှိပါတယ်ရုပ်သီးစိမ့်လေးတွေကိုလည်းကိုကြိုက်တဲ့လောက်ပေါ့အဆက်ကြိုက်တဲ့သူဆိုများများထည့်ကြိုက်တဲ့သူနည်းနည်းပါပဲအဲဆိုလို့ရှိရင်တော့ကျွန်တော်တို့နာလေးတဲထားပါမယ် ည်းနည်းနည်းထက်ခဲအဖုံးလေးအုပ်ထားပေးပါအမနဲ့တော့မဟုတ်7မိနစ်လောက်ကျွန်တော်တို့စောင့်ကြည့်ရပါမယ် 10မိနစ်လောက်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်ဖွင့်လို့ရပါပြီဒီနည်းနည်းကိုလျှော်လိုက်မယ်ကျွန်တော်တို့ဒူတီဟင်းပူနေတော့မှာပဲကြက်တော်မူလေးဒီငါဘူးလားကျွန်တော်တို့လှီးပြီးတော့ထည့်ပါမယ် ။ဒါဆိုလို့ရှိရင်တော့ရှင်ရေလေစီလေလေးနဲ့ကြက်တုံဖူးအနံ့မှုမှုလေးနဲ့ငါးရင်ချက်စီပြန်ရပါပြီ။ ချောက်လို့စားလို့လည်းကောင်းတယ်ချမ်းရတယ်လည်းလွယ်ကူတယ်ငါရင်ချက်စီပြန်ပါခုနောက်ထပ်ထက်ချက်ပြမယ်ဟင်းလျာကတော့ copy ban ကြောက်ဥကြော်ပါ ကျွန်တော် Gobi Bank ကြောက်ဥကြောဆိုလို့ရှိလို့ရှင် Gobi Bank ကိုအခုကြော်နေကြတိုင်းကြော်မယ်လို့ထင်ကြပါလိမ့်မယ်ကျွန်တော်ကတော့အဲ့လိုမျိုးမဟုတ်ပါဘူး Gobi Bank ကိုအစိမ့်စိမ့်အမွားမွားလေးဂျင်းနဲ့ချစ်ပြီးမှကြော်မှာပါ Gobi Bank တစ်ဖွင့်နေရတချမ်းဆိုရပါတယ် ချစ်ခုံတဲ့ဒါမှမဟုတ်အတီးချစ်တဲ့ဟာနဲ့ဆိုလဲရပါတယ်။ကော်ပီပန်းကိုစားပြီးတော့ကျွန်တော်ချစ်ပါမယ်။ ပေါ်ကပန်းပွင့်လေးကုန်ပြီဆိုလို့ရှိရင်တော့ကော်ဖီပန်းတစ်ချမ်းကိုကြက်ဥ၅လုံးနဲ့ကျွန်တော်တို့ရောပြီးတော့ခောက်ပါခါရဲအစင်သစ်ဖျောင်းကျွန်တော်တို့ကျွတ်တုံမိတ်ကိုအင်းလုံးကြီးထားလိုက်မယ် ော်ပြီးဘန်းနဲ့ကြက်ဥနဲ့ရောထားတဲ့ထဲကိုကျွန်တော်တို့စားလေးအနေငယ်ထည့်မယ်။စီယူတော့အများကြီးကျွန်တော်တို့တောင်းစီရမလို့ပါအောင်စီနေငယ်လောက်ဆိုရပါတယ်။ဒီဆိုရင်တော့စီလေးပူပြီးဆိုကျွန်တော်တို့စပြီးတော့ထဲပါမယ်။ အောက်ပိုင်းကိုတူးမသွားအောင်လို့အများအားခဏခဏလှမ်းကြည့်တဖြည်းဖြည်းမှလာပြီဆိုမှဒီဘက်ကိုတစ်ချက်ထပ်လှမ်းပါမယ်ကျွန်တော်ပြန်လိုက်မဟုတ်လဲခောက်လိုက်လဲရပါတယ်အညီမျှအောင်လို့ဒီကိုမပြည့်မလျှော့လေးထားပါအဲ့ဒါမှ copy ပန်းလဲဒူးမှာဖြစ်ပါ ဒီကတော့ကျက်သွမိန်နှံမှုမွေးလေးနဲ့ပန်းကော်ပြီးကြက်ဥကြော်ပါဒီတစ်ပတ်မှာတော့ကျွန်တော်ငားရင်စီပြန်ချက်နဲ့ပန်းကော်ပြီးကြက်ဥကြော်ကိုချက်ပြသွားတာဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှာလည်းဘလို့ဟင်းလျာမျိုးတွေကိုချက်ပြုတ်ပြသမှာလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုကြပါအောင်လို့ကျွန်တော်ဒီကနေပဲတိုက်တွန်းအပ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။